်မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လေးကြိုးဆိုလိုက်ပါတယ်ကိုနဲ့အဆက်အသွယ်မရှိတဲ့လူတစ်ယောက်ဟာကိုယ့်ရဲ့စိတ်ထိမှာအမြဲတမ်းရှိနေတဲ့အတွေ့အကြုံကိုကြုံတွေ့ဖို့ပါသလားသူနဲ့ကိုကြားမှာဖုံးအဆက်အသွယ်လေးမရှိဘူးတယောက်နဲ့တယောက်စားရင်းအပြင်းအထန်ပို့နေတာလေးမရှိဘူးကိုယ့်ရဲ့နေ့စဉ်ဘဝမှာသူရှိမနေဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်ထိမှာတော့သူအမြဲတမ်းရှိနေတယ်တစ်ချိန်ပြီးတစ်ချိန်အချိန်တိုင်းချိန်တိုင်းရှိနေတယ် နေ့စဉ်နဲ့အမြကိုရဲ့စိတ်ထဲမှာသူ့အမြဲတမ်းလွှမ်းမိုးနေတယ်။မနေ့အိယာကနိုးကလေးကသူ့အကြောင်းကိုပထမအဦးဆုံးတွေးတောမိတယ်။ကိုရဲ့တနေ့တာကိုဖျက်သိမ်းနေတဲ့အချိန်အခိုက်အတန့်တွေမှာကိုရဲ့စိတ်ထဲမှာသူ့အမြဲတမ်းရှိနေတယ်။ညာအိယာဝင်တော်မီလုံရင်လေသူ့ရဲ့ပုံရိပ်တွေကိုမြင်ရောင်မိတယ်သူ့ရဲ့အသင်တွေကိုကြားရောင်မိတယ်ကိုယ့်ရဲ့ဘဝအထိမှာသူဟာအမှန်တကယ်ရှိနေသလိုပဲရှုပ်ထွေးမှုတွေကိုဖြစ်ပေါ်စေတယ် ိုနဲ့အဆက်အသွယ်မရှိတဲ့လူတယောက်ဟာ ကိုယ့်ရဲ့စိတ်ထင်းမှာဘာဖြစ်လို့အမြဲတမ်းရှိနေရတာလဲတကယ်တော့ကိုယ်နဲ့အဆက်အသွယ်မရှိတဲ့လူတယောက်ဟာကိုယ့်စိတ်ထင်းမှာအမြဲတမ်းရှိနေတယ်ဆိုတာကတိုက်ဆိုင်မှုမဟုတ်ပါဘူးဒါသင်လေးနေတဲ့အတိတ်ပြည်ရှိပါတယ်နေ့စဉ်ဘဝမှာတုံးနဲ့တူအပြင်းအလှန်ဆက်သွေနေတာထက်ပိုပြီးရင်လေးနဲ့နေပါတယ်ဒီတော့အဲ့ဒီလေးနဲ့တဲ့အတိတ်ပြေတွေကို ရှာဖွေကြရအောင် နံပါတ်1အရှင်းကတော့စိတ်ခင်စားမှုဆိုင်ရာစွေးမြေးမှုရဲ့စွန့်အပ်ပေဖြစ်ပါတယ်။တစုံတယောက်ဟာမိစေတော်ရဲ့ဘဝအထိကိုဝင်ရောက်လာပြီးရင်စိတ်ပိန်ဆိုင်ရာအပြင်ထိတွေ့မှုတွေပေတဲ့အခါဥပမာအပြင်အချိခင်မင်မှုဒါမှမဟုတ်ခဏတာဆက်သွေမှုလေးကအနေဖြစ်ပေါ်စေတဲ့စိတ်ခင်စားချက်အဲ့ဒီလိုစိတ်ခင်စားချက်ဟာစိတ်ထင်းမှထင်ကျေမှုတစ်ခုခုကို ရှင်းထားခဲ့ပါတယ်။ ဒီတော့စိတ်ထင်းမှာ emotion မိဆိုင်ရာဆွေးမြေးမှုတစ်ခုရှိတယ်။လူရဲ့ဥနှောင်းဟာစိတ်ခံစားမှုနဲ့ပြည့်ဝတဲ့အတွေ့အကြုံတွေကိုမှတ်သားထားဖို့ဖန်တီးထားတာလေးဖြစ်ပါတယ်။ ဒါကြောင့်တစုံတယောက်ယောက်ကမိတ်ဆွေကို ပြင်းပြင်းထန်ထန်ခင်စားရခင်မိဆိုရင်ဥပမာအဖြစ်အဲ့ဒီလိုပြင်းထန်တဲ့ခင်စားချက်တွေကပျော်ရွှင်တာတွေစိတ်လှုပ်ရှားတာတွေချစ်ချင်းမေတ္တာတွေနာကျင်တာတွေဒါမှမဟုတ်စိတ်ရှုပ်ထွေးတာတွေစသဖြင့်အဲ့ဒီစိတ်ခင်စားမှုတွေဟာမိတ်ဆွေရဲ့မျက်ညင်သေးကိုနည်းနည်းရှိန်ရှိန်ရေးထိုးထားတာမို့လို့အဲ့ဒီစိတ်ကစိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုကို ပြင်ပြင်းပြုလုပ်နေတာဖြစ်တယ် ရုပ်ပိုင်းဆိုင်ရာအပြင်အဆက်အသွေးပြတ်တောက်သွားခရင်တောင်မှအဲ့ဒီစိတ်ခင်စားမှုရဲ့အမှက်အသားကကျန်ရှိနေသေးပေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့မိษွေဟာသူ့ကိုဆက်ပြီးရင်တွေးတောနေရတာဖြစ်တယ်။အဲ့ဒီလူကလေးမိษွေရဲ့နှလုံးသားပေါ်မှာရေရှည်တည်တင်းတဲ့စိတ်ခင်စားမှုလက်ွေတစ်ခုကိုရှင်ထားခဲ့တာဖြစ်တယ်။အဲ့ဒီစိတ်ကအဲ့ဒါကိုနားလေအောင်ပြန်ခင်စားကြည့်ဖို့ဒါမှမဟုတ်ဖြည့်ရှင်ဖို့စူးစမ်းရင်းနဲ့အကြိမ်ကြိမ်ပြန်လေစဉ်းစားနေတာကိုဆိုလိုပါတယ်။ နေမင်းနဲ့အရှင်ကတော့တူဦးနဲ့တူဦးကြားမှာရှိတဲ့စိတ်ဝိညာဉ်တွေကြားမှာမပြီးပြည့်သေးတဲ့ကိစ္စတွေရှိပါတယ်။တခါတည်းရင်ကိုယ့်ရဲ့စိတ်ထဲမှာတစုံတစ်ယောက်အကြောင်းကို တွေးတောတာကိုရက်တင်လို့မရတဲ့အခါဒါဟာမပြီးပြည့်သေးတဲ့ကိစ္စရဲ့တွေရှိနေကြောင်းပြသနေပါတယ်။နူဦးသားဆက်ဆင်ရေးကရုပ်ပိုင်းဆိုင်ရာအရှိအနေမှာရုပ်တရက်ပြီးဆုံးသွားတာဖြစ်နိုင်တယ်။ဒါပေမဲ့မပြောလိုက်ရသေးတဲ့စကလုံးတွေကျင်ခေတာလေးဖြစ်နိုင်ပါတယ်။ ဒါကြောင့်မိတ်ဆွေတို့ရဲ့စိတ်ခင်စားချက်တွေကိုအပြစ်အဝါဖော်ပြခွင့်မရလိုက်တာလေးဖြစ်နိုင်တယ်။ရုပ်ပိုင်းဆိုင်ရာအရှိအနေက တုံးနဲ့တူအဆက်အသွေးမရှိဘူးတိတ်ဆိတ်နေတယ်ဆိုရင်တောင်မှအဲ့ဒီတိတ်ဆိတ်မှုဟာမပြည့်ပြည့်သေးတဲ့အရာကိုဖျက်ပေးနိုင်စွဲမရှိပါဘူး။အဲ့ဒီအစမိတ်ဆွေရဲ့စိတ်ကိုပြင်လီစဉ်းစားစီပြီးရင်အပြီးသေးရှင်ဒါမှမဟုတ် နားလီမှုကိုရှာဖွေစေပါတယ် လက်တွေ့ဘဝမှာတဦးနဲ့တဦးအဆက်အသွယ်ပြတ်တောက်သွားခင်းရင်တောင်မှအဲ့ဒီအတွေ့တွေကအဲ့ဒီဆက်သွယ်မှုတွေကိုအသက်ဆက်ရှင်သင်စေတဲ့ဤနယ်တစ်ခုဖြစ်လာပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တဦးနဲ့တဦးကြားမှာရှိတဲ့စိတ်ဝိညာဉ်တွေကအဲ့ဒီဇလန်းထင်းမှာရေးစရာတွေကျင်နေသေးတယ်တော့ခံစားရတာမို့လို့မိ쇠ရဲ့စိတ်ကအဆုံးသက်ဖို့ကိုလက်ခံဖို့ညှင်းဆန်နေတာပဲဖြစ်ပါတယ်။ နမေသောအရှင်ကတော့တုံးနဲ့တုံးဦးကြားမှာရှိတဲ့မသိစိတ်တွေရဲ့နဲ့နေတဲ့ဆက်ဆံမှုတစ်ခုရဲ့လက္ခဏာပဲဖြစ်ပါတယ်။တစုံတရာရောက်ကိုကိုယ်နဲ့အဆက်အသွယ်မရှိပေအမြင်နဲ့တွေးတောနေမိတဲ့အခါဒါဟာမိတ်ဆွေတို့နှစ်ဦးကြားကပုံမနေချင်းတဲ့ဆက်သွယ်မှုတစ်ခုသို့မဟုတ်စိတ်အာယုံထေးကဆက်သွယ်မှုတစ်ခုကိုထင်ဟပြသနေတာပဲဖြစ်ပါတယ်။ တခါတလေမိတ်ဆွေဟာတစုံတယောက်ယောက်ကိုစဉ်းစားနေတုန်းမှာသူ့စီကရုတ်တရက်ဖုံးခေါ်လာတာဒါမှမဟုတ်စာပို့လာတာမျိုးကိုတတိထားမိဖူးပါသလားဒါမှမဟုတ် သူတို့ရဲ့ဘဝမှာတစ်ခုခုဖြစ်နေတာကို ကို့အနေနဲ့သိเสียအကြောင်းမရှိပေးနဲ့သူတို့ရဲ့ရှိနေရှင်းကိုမိတ်ဆွေရဲ့စိတ်ထင်းမှာခံစားမိတာတွေမျိုးက ရှိပါသလားဒါတွေဟာမတော်တဆတိုက်ဆိုင်မှုတွေမဟုတ်ပါဘူး သိပ္ပံပညာကဒါကိုအလိုလိုသိစိတ် intuition လို့ခေါ်ပြီးရင်ဝိညာဉ်ရေးရာကတော့စွန်းအင်ဆက်သွေမှု energy connection လို့ခေါ်ဆိုပါတယ်။ရုပ်ပိုင်းဆိုင်ရာအဆက်အသွေမရှိတာကတော့နည်းနည်းတဲ့ဝိညာဉ်တစ်ခုဆက်သွေထားတဲ့မမြင်ရတဲ့ကြိုးတစ်ချောင်းကိုဖျက်တောက်နိုင်စွမ်းမရှိပါဘူး။ မိတ်ဆွေရဲ့စိတ်ကသူတို့ရဲ့စွန့်အင်ကိုကောက်ယူရရှိပြီးအဲ့ဒီအချက်ကပဲအပြင်ဘက်ဆက်သွေမှုမရှိသည့်တောင်သူတို့ကိုတွေးတိုးမိစေတာဖြစ်ပါတယ်။နေမင်းရဲ့အချက်ကတော့ကိုယ်ပိုင်စိတ်ခင်စားချက်တွေရဲ့ကြည့်မြင်ပေးဖြစ်ပါတယ်။ဒါကလည်းနောက်ထပ်အမှန်တရားတစ်ခုပဲဖြစ်ပါတယ်။ကိုယ်နဲ့အဆက်အသွယ်မရှိတဲ့တစုံတစ်ယောက်ယောက်ကို အမြင်နဲ့တွေးတိုးမိတဲ့အခါဒါဟာသူတို့အကြောင်းထက် မိတ်ဆွေရဲ့အကြောင်းကို ပိုပြီးရင်ဖော်ပြနေတာလေးဖြစ်နိုင်ပါတယ်။ တနည်းအားဖြင့်ပြောမေဆိုရင်ဒါဟာမိတ်ဆွေရဲ့ကိုယ်ပိုင်ခံစားချက်တွေအသက်ဝင်နေစေဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်မိတ်ဆွေဟာသူ့ကိုချစ်နေတာလေးဖြစ်နိုင်တယ်သူ့ကိုတောင့်တနေတာလေးဖြစ်နိုင်တယ်တနည်းအားဖြင့်ကိုယ့်ရဲ့စိတ်ကိုကုစားဖို့ကြိုးစားနေတာလေးဖြစ်နိုင်တယ်အဲ့ဒီလူဟာမိတ်ဆွေဆန်တန်းရှိတဲ့အရာမိတ်ဆွေလွင်းဆဲနေတဲ့အရာဒါမှမဟုတ်မိတ်ဆွေလိုအပ်နေတဲ့အရာတခုရဲ့သင်္ကေတဖြစ်လာပါတယ် ိုကသူ့ကိုအမြင်နဲ့တွေးတောနေတာကသူတို့ကသင်ကိုအမြင်နဲ့တွေးနေတယ်တော့မဆိုလိုပါဘူးမိတ်ဆွေအနေနဲ့ကိန့်တွင်းဖြည့်ရှင်းရမယ်မပြေလည်သေးတဲ့စိတ်ခင်စားမှုတွေကိုသေဆောင်ထားရတာလေးဖြစ်နိုင်ပါတယ်မိတ်ဆွေရဲ့အတွေးတွေဟာမှန်တရှဲလို့ဖြစ်လာပြီးရင်မိတ်ဆွေရဲ့နှလုံးသားကတကယ်တဲ့ဘာကိုတောင့်တနေသလဲဆိုတာကို မိတ်ဆွေကို ပြသနေတာပဲဖြစ်ပါတယ် နေမင်းကအရှင်ကတော့ဆွေးဆောင်မှုနေရာမှာရဲ့အလုပ်လုပ်ဆောင်ပုံပေးဖြစ်ပါတယ်။ကျွန်တော်ရဲ့ Universe မှာထူးဆန်းတဲ့နေရာမှာတွေရှိပါတယ်။အဲ့ဒါတွေထေးက Law of Attraction လို့ဆိုတဲ့နေရာမှာတစ်ခုကတော့ကျွန်တော်အာယုံစိတ်တဲ့အရာကိုကျွန်တော်ကပုံမှုဆွေးဆောင်ပါတယ်။ မိတ်ဆွေအားတစုံတရာအကြောင်းကိုအမြဲတမ်းတွေးတောနေတယ်။အဲ့ဒီအတွေးတွေကိုရက်တင်လို့မရနိုင်ဘူးဆိုတဲ့အခါမိတ်ဆွေဟာသူ့တို့အစီကိုပြင်းထန်တဲ့စွန့်အင်တစ်ခုကို ပေးပို့နေတာပဲဖြစ်ပါတယ်။အဲ့ဒီစွန့်အင်ဟာတစ်ခါတလေသူ့တို့ကို မိတ်ဆွေရဲ့ဘဝထေးကို မထင်မဲ့တဲ့နိမ့်နှင်းတွေနဲ့ပြန်လည်ဆွေးခေါ်လာနိုင်ပါတယ်။ ဒါတွေကတော့မတော်တဆစာတိုတစောင်ရရှိတာမမျောလင်းပေတွေးဆမှုတစ်ခုဖြစ်ပေါ်လာတာဒါမှမဟုတ်သူတို့ပါဝင်တဲ့အိမ်မဲတွေကတဆင်းနေဖြစ်နိုင်ပါတယ်မိษွေရဲ့တသမဲတွေတွင်းတောနေတဲ့အတွေ့တွေဟာသင်လိုက်တစ်ခုလို့လှုပ်ဆောင်ပါတယ်စကားမပြောမင်းတဲ့တောင်မှမိษွေဟာစွန့်ရင်ကတဆင်းသူတို့ကို တိတ်ဆိတ်စွာဆက်သွေနေတာပဲဖြစ်ပါတယ် ဒါကြောင့်မို့လို့လူအများစုကတစုံတယောက်ကြောင့်ကိုအမြင်နဲ့တွေးတောနေမိတဲ့အခါကိုကလည်းအဲ့ဒီလူရဲ့စိတ်ထေးမှာရှိနိုင်တယ်လို့ယုံကြည်ကြတာပဲဖြစ်ပါလေ။နေမေချောင်းအရှင်ကတော့နှလုံးသားနဲ့စိတ်တို့ရဲ့တိုက်ပွေးပဲဖြစ်တယ်။အဆက်အသွယ်မရှိတဲ့တစုံတယောက်ကို အမြင်နဲ့တွေးတောနေမိတဲ့အခါဒါဟာ heart ဆိုတဲ့နှလုံးသားနဲ့ mind ဆိုတဲ့စိတ်တို့ရဲ့ပဋိပက္ခဖြစ်နေရှင်ပဲဖြစ်ပါလေ။ စိတ်ထင်းကတော့ရှစ်ဆက်သွားလိုက်ပါမိလိုက်ပါ အဆက်အသွေးမရှိဘူးအဲ့ဒီလိုပြောနေပေမယ့်နှလုံးသားကတော့မဟုတ်ပါဘူးဒီလူကအေးပါနေတုံးပြီးတော့တိုးတိုးလေးပြန်ပြောနေပါတယ်ဒီလိုအတွင်းစိတ်ထိမှဖြစ်နေတဲ့လွန်ဆွေးပွေးကသူတို့ရဲ့ရှိနေရှင်းကိုသင်ရဲ့အတွေးထိမှအရင်ကိုလေးလံစေတာဖြစ်ပါတယ်။ တယောက်နဲ့တယောက်ကြားမှာအဆက်အသွယ်ပြတ်တောက်သွားတာကတော့စိတ်ခင်စားမှုဆိုင်ရာ လိုအပ်ချက်တွေကိုဖျက်ပေးနိုင်စွမ်းမရှိပါဘူးတကယ်တော့တိတ်ဆိတ်မှုကဆင်တားကိုပို့ပြီးကြေလောင်လာစေပါတယ်ဒါဟာရုပ်ပိုင်းဆိုင်ရာအရှိအအနေက မိษွေကိုဆုံးကင်ထားစရာအကြောင်းပြချက်မပေးသည့်တိုင်အောင်မိษွေရဲ့နှလုံးသားကဆက်လက်ဆုံးကင်ထားစေဖြစ်ပါတယ်နံပါတ်9အချက်ကတော့ဆက်သွယ်မှုထည့်က ဖုံးကွေထားတဲ့သင်ခန်းစာတွေပဲဖြစ်ပါလေ။တခါတည်းရမှာလူတယောက်ယောက်ဟာသင်ရဲ့အတွေ့အထွေးကိုထက်ခါတလေလေရောက်ရှိလာနေဆိုတာကသင်ရဲ့စိတ်ဝိညာဉ်ဟာသူတို့ကတဆင့်သင်ကိုတခုခုသင်ကြားပေးဖို့စ조사နေတော့ပဲဖြစ်ပါလေ။ဆက်သွေးမှုတိုင်းဟာ relationship အတွက်တော့မဟုတ်ပါဘူးတချို့ကကြီးထွားတိုးတက်မှုအတွက်ဖြစ်ပါတယ် ိုနဲ့အဆက်အသွယ်မရှိတဲ့တစုံတယောက်ယောက်ကို တွေးတောနေမိတာဟာမိษွေအနေနဲ့တိခင်မှုလက်ခင်မှုဒါမှမဟုတ် ကိုတင်ဖို့ကိုသိချင်းစတဲ့အရာတွေကိုသင်ယူရမယ့်အတိတ်ပေဖြစ်ပါတယ်။ဒါအပြင်သူတို့ဟာ မိษွေရဲ့ဘဝခရီးစဉ်ထဲမှာ အစင်းတစ်ခုလှုံ့ဆော်မှုတစ်ခုဒဲရတစ်ခုဒါမှမဟုတ် သင်ခန်းစာတစ်ခုခုကိုကိုစားပြုနေတာလေးဖြစ်နိုင်ပါတယ်။ အဲ့ဒီသင်ခန်းစာတွေကိုအပြစ်အဝမသိယူမရှင်းမိษွေရဲ့စိတ်ကတတိပိရှင်အနေနဲ့သူတို့ကို ပြင်လီခိုဆောင်လာနေတာပဲဖြစ်ပါတယ်။နမဲချင်းအချက်ကတော့တယ်လီပသီအနာဂျီရဲ့ရှိုးဝဲချက်ပဲဖြစ်ပါတယ်။ကိုနဲ့အဆက်အသွယ်မရှိတဲ့လူတယောက်ယောက်ကိုအမြဲတမ်းစဉ်းစားတွေးတောမိတာကဇယ်လဲပေါင်းများစွာရှိပါတယ်။ဝေးနေနေတဲ့အကွာအဝေးမှာ ရှိနေတဲ့၊ကွေးကွာနေတဲ့ချစ်သူတွေ၊တငယ်ချင်းတွေ၊မိသားစုဝင်တွေကတောင်တချိန်တည်းမှာတယောက်နဲ့တယောက်စဉ်းစားမိကြတယ်တော့မကြာခဏဆိုသလိုပြောပြခဲ့ကြပါတယ်။တချို့ကတော့ဒါကိုစိတ်ရှင်းဆက်သွေမှုတယ်လီပသီလို့ခေါ်ကြတယ်။တချို့ကတော့ချစ်ချင်းမေတ္တာရဲ့မမြင်ရတဲ့စွန့်အားလို့လေခေါ်ကြပါတယ်။ တစုံတယောက်ဟာတင့်ရဲ့စိတ်ထေးမှာအမြဲတမ်းရှိနေတဲ့အခါဒါဟာတင့်ရဲ့စွန့်အင်နေပေတွေဆက်တွေ့နေဆေးဆိုတာကိုလေ ပြသနေတာဖြစ်ပါတယ်။နမေကိုအချက်ကတော့ဝိညာဉ်ရေးရာအတိတ်ပေဖြစ်ပါတယ်။ဝိညာဉ်ရေးရာရှူတောင်းကနေပြီးတော့ကြည့်မိဆိုရင်အဆက်အသွယ်မရှိပေတစုံတယောက်ကိုအမြဲတမ်းတွေးတောနေမိတာကသူ့ရဲ့ဝိညာဉ်နဲ့ကိုယ့်ရဲ့ဝိညာဉ်ဟာဒီဘဝမှာအကြောင်းတစ်ခုခုကြောင့်အတူတကွခရီးသွားနေတာကို ဆိုလိုနိုင်ပါတယ်။ တင်တော့နှစ်ဦးကြားမှာရှင်နောင်ထားတဲ့ရည်ရွယ်ချက်တစ်ခုအနေနဲ့ဝိညာဉ်စာချုပ်တစ်ခုရှိနိုင်တယ်။ဒါဟာအမြင့်တဲ့အခြေရေး ကိစ္စတော့မဟုတ်ပါဘူး။ကင်းကျမဆိုင်ရာကိစ္စအနေနဲ့လေးဖြစ်နိုင်တယ်။အဲ့ဒါကအရင်ဘဝတုန်းကမပြည့်ပြည့်သေးတဲ့သင်ခန်းစာတွေဟာ အခုအခါအတွေးတွေနဲ့စိတ်ခင်စားမှုတွေအဖြစ်ပေါ်ထွက်လာတာတွေလေးဖြစ်နိုင်ပါတယ်။ အဲ့ဒီလိုကင်ဂျမာစွန်းအင်ကိုမျှတအောင်မလုံဆောင်နိုင်သေးသရွေ့အဲ့ဒီလူဟာမိတ်ဆွေရဲ့တတိအသည့်တွေထဲမှာဆက်လက်တည်ရှိနေမှာဖြစ်ပြီးသူတို့နဲ့အတူခရီးစဉ်ကမပြီးဆုံးသေးဘူးဆိုတာကို မိတ်ဆွေကိုတတိပေးနေမှာပဲဖြစ်ပါတယ်အခုပြောပြခဲ့တာဟာကိုနဲ့အဆက်အသွယ်မရှိတဲ့တစုံတယောက်အကြောင်းကိုကိုရဲ့စိတ်ထဲမှာအမြဲတမ်းတွေးတောနေရတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်။ အဲ့ဒီတော့အဆက်အသွယ်မရှိတဲ့တစုံတရာအကြောင်းကိုအမြင်နဲ့တွေးတောနေမိတဲ့အခါကျွန်ုပ်တို့အနေနဲ့ဘာတွေပြုလုပ်ဆောင်ရွက်သင့်ပါသလဲနံပါတ်1အချက်ကတော့ရိုးသားစွာဆင်ရှင်ပါ ဆိုလိုတာကသူတို့ကကိုယ့်အတွက်ဘာကိုကိုစားပြုနေပါသလဲရှိခင်မူလားနာကျင်မူလားအိမ်မဲလားဒါမှမဟုတ်ဒင်ရလားဆိုတာကိုမိမိကိုယ်ကိုမေးမြန်းပါ ဒီမင်းခွန်ရဲ့အဖြေကတော့သူတို့ဟာဘာကြောင့်ကိုယ့်ရဲ့စိတ်ထဲမှာမပြောင်းမပြည့်ရှိနေရသလဲဆိုတာကိုနားလေစေဖို့အကူအညီအထောက်ပံ့ဖြစ်ပါလိမ့်မယ်။နင်မင်းနဲ့အချက်ကတော့အပြည့်သေးဖို့ကြိုးစားပါ။ဖြစ်နိုင်ရင်အဆက်အသွယ်ပြုလုပ်ပါ။မဖြစ်နိုင်ရင်မိစွေရဲ့ခင်စားချက်တွေကိုရေးချပါ။ ဒါမှမဟုတ်စူတောင်းတာတွေတရားထိုင်တာတွေကတဆင်ကိုယ့်ရဲ့စိတ်ခင်စားရှက်တွေကိုပုံမူကောင်းမွန်လာစေပြီးရင်အဲ့ဒီလိုတစုံတယောက်အကြောင်းကို အမြင်တဲ့ကိုယ့်ရဲ့စိတ်ကတွေးတောနေတာတွေကို အပြည့်သိဖို့ကြိုးစားပါ။နေပေသောအချက်ကတော့မတိုက်ခိုက်ပါနဲ့။သူတို့ကို အမြင်တဲ့တွေးတောနေတာကိုပုံပြီးဆန့်ကျင်လေလေအတွေးတွေကပုံမူပြင်းထန်လာလေလေပါပဲ။ ဒီလိုကိုယ့်ရဲ့အတွေးတွေကိုဆင်းကျင်တိုက်ခိုက်နေမိအစအဲ့ဒီအတွေးတွေကိုဝင်ခွင်းပြုလိုက်ပြီးရင်မိ쇠ရဲ့စိတ်ကိုငြိမ်းချမ်းမှုစီကိုညင်သာစွာပို့ဆောင်ပေးပါနံပါတ်၄မိမိကိုယ်ကိုအာရုံစိုက်ပါ ဒါကသင်ရဲ့ဘဝကိုပုံမူကြီးထွားဖို့အခွင့်အရေးအဖြစ်အသုံးပြုလို့ရပါတယ်။သူတို့နဲ့သက်ဆိုင်တဲ့မျက်ဉဏ်တွေကသင်ကိုပုံမူစူးစမ်းလောက်ကင်စေဖို့ပုံမူနဲ့ချင်းဆိုအချစ်တဲ့ဖို့နဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝကိုပုံမူတင်ဖိုးထားဖို့လှုံ့ဆော်မှုတွေပေးနိုင်ပါတယ်။နင်ဘက်ကမှန်ကန်တဲ့အချိန်ကိန်းညီမှုကိုယုံကြည်ပါ သူတို့ပြန်လာဖို့အကြောင်းရှိတယ်ဆိုရင်ပြန်လာပါလိမ့်မယ်။မဟုတ်ဘူးဆိုရင်တော့ဘဝကအဲ့ဒီစင်ဆဲမပြတ်အတွေးတွေကိုအတွေးအကြုံအသေးတွေနဲ့လူသေးတွေနဲ့တဖြည်းဖြည်းချင်းအစားထိုးသွားပါလိမ့်မယ်။ ။ညီကောင်းချောင်းအနေနဲ့ပြောရမယ်ဆိုရင်တော့ကိုနဲ့အဆက်အသွယ်မရှိတဲ့လူတစ်ယောက်ကိုကိုရဲ့စိတ်ထင်းမှာအမြင်နဲ့တွေးတောနေမိတယ်ဆိုတာကသူနဲ့သက်ဆိုင်တဲ့အဆက်အသွယ် connection ဟာအသက်ဝင်နေတုံးပြီးတော့ဆိုလိုပါတယ်။အဲ့ဒီလို connection အသက်ဝင်နေတာကကိုရဲ့မျက်ဉဏ်တွေအရာရောကိုရဲ့ emotion ဘိန်းဆိုင်ရာအရာရော energy ဘိန်းဆိုင်ရာအရာရောအဆက်အသွယ်ရှိနေတာပဲဖြစ်ပါတယ်။အဆက်အသွယ်ပြည့်နေပြီမင်းလေးသူဟာ မိษွေရဲ့ဝိညာဉ်ကို ထိတွေ့ခဲ့တယ်လို့ဆိုလိုပါတယ်။ဒါကြောင့်မိษွေအနေနဲ့ဒီလိုအတွေးတွေကိုကြောက်ရွံ့နေမိအစမိษွေဟာနှချိမ့်တဲ့စိတ်ခင်စားမှုမျိုးခံစားနိုင်တဲ့သူဖြစ်တယ်။မိษွေရဲ့နှလုံးသားဟာအသက်ဝင်နေစေဖြစ်ပါတယ်။လူသားတွေကို တစုတစည်းတွေရှင်းအောင်ထားတဲ့မမြင်နိုင်တဲ့နှောင့်ကျိုးတွေအကြောင်းကို Universe ကတတိပင်းနေတယ်ဆိုတဲ့လက္ခဏာဖြစ်ပါတယ်။ တခါတရင်မှာတစုံတရာကိုအဆင်မပြေတွေးမိနေတာကတော့စိမဲ့တဲ့ဆက်သွေမှုတစ်ခုကဘလောက်ထိအစွန်းထက်ပြီးရင်မမေ့နိုင်စရာဖြစ်နိုင်တယ်ဆိုတာကိုချစ်ချင်းမေတ္တာကမိတ်ဆွေကို ပြသနေတဲ့ဤနေတသက်သာဖြစ်ပါတယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်